်မင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်ဒီတစ်ခါကျွန်တော်လုပ်ပြပြမှာကတော့ဒီ Gboy ဆိုတဲ့ software လေးတွေပါဒီ Gboy ဆိုတဲ့ software လေးကမြန်မာလိုရေးရင်အင်္ဂလိပ်လိုပေါ်တယ်တရုတ်လိုပေါ်တယ်ကိုရီးယားလိုပေါ်တယ်မိတ်ဆွေကမြန်မာလိုရေးပြီးတော့ကိုကျိတ်တဲ့ဘာသာကိုဘာသာပြန်ခိုင်းလို့ရပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ Gboy တွေကိုအရင်တော့ပါမယ်โอเคပြီးရင်ကျွန်တော်တို့ဒီ Gboy တွေတော့ပါ โอเคเมสเซียเมสเซียมาดีจีบอมไม่ရှိသေးဘူးဆိုရင် Play Store မှာသွားတောင်းလိုက်ပါ Play Store ကိုဝင်လိုက်ပါ Play Store ကိုဝင်လိုက်ပါဝင်လိုက်ပြီးရင် Search Box မှာ Play Store ဆိုပြီးတော့ရရှာလိုက်ပါဒီမျိုးဒီမျိုး Google Box ဆိုပြီးရရှာလိုက်ပါ Play Store မှာရရှာလိုက်ပါ ဒါပါကျွန်တော်က download ဖြည့်ပြီးသွားဖြည့်လို့အဲ့လိုမျိုး open ပေါ်နေပါမယ်မိတ်ဆွေမမိတ်ဆွေတို့မရှိသေးဘူးဆိုရင်အဲ့ဒါလေးကို download ဆွလိုက်ပါတော်တော်ကောင်းလေးဆော်ဝင်လေးပါ okay အဲ့ဒါကျွန်တော်ပြန်ထွက်လိုက်ပါတော့မယ်အဲ့ဒါဆိုရင်တော့ကျွန်တော် message တစ်ခုရေးပြပါမယ် message ရေးမယ်ဆိုရင်တော့ကျွန်တော်ဒီ message လေးဝင်လိုက်ပါမယ် okay မိတ်ဆွေတို့ဒီထက်မှာဒီကြီးပုတ်ကိုတွန်းနေချိန်မှာကိုကကျွန်တော်မိတ်ဆွေတို့က translate လုပ်မယ်ဆိုတဲ့အချိန်မှာ အင်တာနက်ဖွင့်ပေးထားရပါမယ်။ Okay အင်တာနက်ဖွင့်ပေးကျွန်တော်တို့ကဒီဇာရိတ်မယ်ဆိုရင်တော့ဒီကျွန်တော်တို့ရေးတဲ့ဇာလုံးကိုအင်္ဂလိပ်လိုကျွန်တော်တို့ကမြန်မာလိုရေးပြီးတော့အင်္ဂလိပ်လိုပြန်လေ့ရှင်းနေဆိုရင်တော့ဒီငါပဲချမ်းနော်လေးကဒီအဆက်သုံးဆက်ကိုနှက်လိုက်ပါ။ပြီးရင်ဒီအောက်ကဘာသာပြန်သွေးဒီ translate ဆိုတဲ့နေရာလေးကိုနှက်လိုက်ပါ။ Okay ဒီမှာဇာရိတ်လိုရပါပြီ။ဒီမှာပါအင်္ဂလိပ်လိုပါ။တကယ်လို့မိတ်ဆွေကအင်္ဂလိပ်မဟုတ်ဘူးတရုတ်ဆိုရင်းရပါတယ်ဒီမှာပါ။ ဗမာတို့မလေးအကုန်လုံးရှိပါတယ်ဒီမှာပါကိုရီးယားရရှိပါတယ်ဒီမှာပါโอเคမိတ်ဆွေတို့ကမိတ်ဆွေတို့ကြည့်တဲ့ဟာကိုယူပါကျွန်တော်တတိအင်္ဂလိပ်လိုကိုနော်လုအစမ်းလုပြပေးပါမယ်โอเคဒါဆိုရင်တော့ကျွန်တော်ဆာဗီပီလာလို့ကျွန်တော်ရေးလိုက်ပါမယ် ဒီမှာပါဒီမှာသာဒီခါလေးမြန်ကူကိုကျွန်တော်တို့ကမြန်မာလိုရင်းကျွန်တော်တို့ကအောက်အောက်ကနေမြန်မာလိုရင်းရင်ဒီမှာဒီခါလေးအင်္ဂလိပ်လိုဘာသာပြန်ပေးထားပါတယ်ဒီမှာပါ Okay လာဆိုရင်တော့ကျွန်တော်ပြန်ထုတ်လိုက်ပါတော့မယ်ပြီးရင်ကျွန်တော်တို့ကဒီ keyboard ထဲမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီမျိုးဖောက်ပုံလေးကိုလည်းထည့်လို့ရပါတယ်ဒီမျိုးကျွန်တော် ဲ့လိုမျိုးကျွန်တော်ရဲ့ဒီဆရာတွေဒီ keyboard ထဲမှာကျွန်တော် mouse ရင်းရှင်းမှာ mouse ရဲ့ချစ်သူပုံဖြစ်ဖြစ် mouse ရဲ့ပုံဖြစ်ဖြစ်ဒီမျိုးထိထားလို့ရပါတယ် okay အဲ့ဒါဘယ်လိုထိရလဲဆိုတော့ကျွန်တော်ပြပါမယ်ဒီကနေဝင်လေးရပါတယ်ဒီမှာပါဒီ keyboard ထဲကနေဝင်လေးဝင်ပြပါမယ်ကျွန်တော် okay keyboard ထဲကနေဝင်မယ်ဆိုရင်တော့ကျွန်တော်တို့ keyboard ကိုနှက်လိုက်ပါဒီ keyboard ကိုနှက်လိုက်ပါ Okay ဒီမှာပါအဲ့ဒါပြီးရင်ဒီမှာပါဒီကောင်းလေးကိုနှိပ်လိုက်ပါ THCME ဒီနေရာတင်းယူနှိပ်လိုက်ပါ Okay ဒီမှာပါဒါကကျွန်တော်ထည့်ထားတဲ့ຢာပါဘယ်လိုထည့်ရလဲဆိုတော့ကျွန်တော်ပြပါမယ်ကျွန်တော်ဒီຢာလေးပြန်ဖြတ်လိုက်ပါမယ် Okay ပြန်ဖြတ်မယ်ဆိုတော့ခုနကနေရာလေးကိုလင်းနဲ့ထောက်လိုက်လင်းထောက်ပြီးဒီလူမျိုးပေါ်လာမယ်လူမျိုးလာဒီညာဘက်ကျန်နေရာလေးကဒီတနည်းကိုနှိပ်ပြလိုက်ပါပြီးရင် yes ကိုနှိပ်ပြလိုက်ပါ โอเคအဲ့ဒါပြသပါပြီကျွန်တော်တို့ကအဲ့ဒီမှာပုံထိတော့မယ်ဆိုရင်โอเคเนาะကျွန်တော်ပြမယ်เนาะခုနကအာကျွန်တော်မှဖြတ်လိုက်ပြီဆိုတော့ပုံမရှိတော့ဘူးโอเคဒီမှာမရှိတော့ဘူးမင်းတို့မြင်ရတဲ့အတိုင်းပဲโอเคအဲ့ဒါဆိုကျွန်တော်ဒီဘောက်ထိကိုပြောင်းဝင်လိုက်ပါမယ်ဒီဘောက်ထိပြောင်းဝင်လိုက်ပါဒါမှမဟုတ်ခုနကကျွန်တော်ပြတဲ့ဒီ THC AMI သင်းဆိုတဲ့နေရာလေးကိုဝင်လိုက်ပါโอเคပြီးရင်ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ပုံဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ချစ်သူပုံဖြစ်ဖြစ်ထင်မိဆိုရင်ဒီအပေါင်းလက်ကလန်းလေးနှက်လိုက်ပါပုံထင်မိဆိုရင် okay okay ပြီးရင် make sure က make sure ကျဲလေးပုံယူပါကျွန်တော်ဒီအားလေးကိုယူပါမယ်ကျွန်တော်ပုံထက်ယူရပါမယ်ပြီးရင် picture ကိုနှိပ်ပါ okay အဲ့မှာကျွန်တော်ကကင်မရာထည့်ဝင်လိုက်ပါမယ် okay ပြီးရင် okay ကျွန်တော်ဒီပုံလေးတပုံထည့်လိုက်ပါမယ် ပြီးရင်ဒီဘောဟိုချိန်တဲ့ပုံရပြီဆိုရင်ဒီဘောနားလေးက open ကိုနှိပ်ပြလိုက်ပါ okay ပြီးရင်ဒီကုန်လေးကိုဟိုလိုချင်လိုချိန်လို့ဆင်းလို့ရပါတယ်ဒီမှာပါလိုချင်လို့ရပါတယ်ဘောတင်ရှင်လား out ရှာရှင်လားဘေးတွေ့ရှင်လားလိုမျိုးအလေးမထားရှင်လားဘောမက်ဆေ့လို့မက်ဆေ့လို့ချိန်လို့ထားပါကျွန်တော်ကတော့ဒီလိုမျိုးလုပ်ရပါမယ် okay ပြီးရင်ဒီမျိုးပေါ်လိုက်ကိုမက်ဆေ့မက်ဆေ့လို့ချိန်တဲ့အတိုင်းနဲ့တခုလေးရပြီဆိုရင်နိုင်စုနှိပ်လိုက်ပါ โอเคပြီးရင်ဒီကောင်လေးကအလင်းအမောင်ရှင်းတဲ့ဟာပါโอเคကျွန်တော်ပြပါမယ်ဒီကောင်လေးကိုရွှေ့လိုက်ပါဒီမျိုးပြလိုက်ရပါမှာအလင်းအောင်ညှောက်လိုက်ပါမယ်ပြန်တွန်းလိုက်ရင်အလင်းမှိန်တော့ပါပဲအဲ့တော့မိတ်ဆွေတို့ကမိတ်ဆွေတို့တိုက်တူထားပါကျွန်တော်ကတော့ဒီနေတော်လေးထောက်လိုက်ပါမယ်โอเคအဲ့ဒါပြီးရင်ဒီအောက်ကဒန်းဆိုတဲ့နေရာလေးကိုနှက်လိုက်ပါโอเคပြီးရင်ဒီ app အလုံးအပ ্লাই ဆိုတဲ့နေရာလေးကိုတစ်ခေါက်ပြန်နှက်လိုက်ပါโอเคအဲ့ဒါဆိုရင်ရောက်တော့ပါပြီတချို့တွတ်ကြည့်ပါမယ် မက်ဆေ့လေးဝင်ပါပြီးမက်ဆေ့လေးကပြီးပေါ်ဒီမှာပါကျွန်တော်တို့ဟာရောက်နေပါပြီโอเคအဲ့ဒါဆိုရင်မက်ဆေ့လေးနောက်ရင်လင်းမလို့မျောလင်းပါလေဗျာအားလုံးအဆင်ပြေကြပါစေ